ီအခု challenge ခေါ်တာပေါ့နော်ဟိုဘာလို့ဆိုညီမလေးစီကလည်းရောက်လာပြီဆိုတော့တကယ်ညီမလေးကဖန်ပလင်းကွဲအစ်စ်တင်နဲ့ကတာဟုတ်မဟုတ်ဆိုတာအကိုတို့ဘလို့ယုံကြည်ပေးရမှာလဲအကိုမယုံလို့လားဖန်ပလင်းတွေကိုကိုကိုတိုင်းဝယ်မယ်ဝယ်ပြီးရင်အကိုတို့ကိုတိုင်းမဲ့ခွဲမယ်ခွဲပြီးရင်ညီမလေးကအဲ့ပုံမှာကပြရမယ်ဆိုရင်ရောညီမလေးလက်ခံမလားရတယ်ပွဲနေကြလို့ရှိရင်ညီမလေးနဲ့ဒါကျွန်တော်တို့နေရာထိတ်တိုက် လာဒီပလင်းအစ်စ်တွေနဲ့ဒါကျွန်တော်တို့တွေးကြမှာဖြစ်ပါတယ်အဲ့တော့ဒါဟလာအခုဆိုရင်တော့ကျွန်တော်ပလင်းတွေဝယ်ပြီးတော့ဒါကျွန်တော်ခဏပြန်တော့မှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်哦ကျွန်တော်ပွဲငားအကျင်လို့ခင်ဗျ။ဟုတ်ဟုတ်။ Okay. ဟောညီမလေးတဲတဲရညီမလေးလား။အော်ခတ်တယ်ဟုတ်။ဟောထိုင်လို့ရလားခင်ဗျ။အော်အင်တာဗျူးနေရလား။ ော်ရလာခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အကိုရဲ့ပွဲမှာနည်းနည်းထူးထူးခြားခြားလေးလည်းဖြစ်သွားအောင် နောက်ပြီးတော့ဟိုအကိုကြားထားတဲ့ဟာပေါ့နော်ညီမလေးကငငယ်တုန်းကဒီဖန်ပလင်းခွဲဒီပေါ်မှာကရတယ်လို့အကိုကကြားထားတာကြားထားတာဆိုတော့အဲ့ဒါကိုအကိုကဟုတ်မဟုတ်လဲသိကျင်တာကွာသိကျင်တယ်နောက်ပြီးတော့အကိုရဲ့ပွဲမှာလည်းဒါဒီဖန်ပလင်းခွဲအစစ်တင်တဲ့ကပြရတယ်ဆိုတော့ထူးထူးခြားခြားအစီအစဉ်လေးလည်းပါကျင်တယ်ပါကျင်တဲ့အတွက်အကိုက ဒါလာပြီးတော့မှကိုညီမလေးစီကိုပွဲငားတာဖြစ်တယ်ပေါ့နော်ဒါအခုဟလာမီဒီယာကွန်းနဲ့အင်တာဗျူးနေရလားအဟုတ်တယ်ဓမ္မရရပြောလို့ဟလာအော်အဲ့ဆိုမီဒီယာကွန်းနဲ့ရှိနေရဆိုတော့အခုတခုမေးလို့ရမလားဟုတ်ရရရ Okay အခု challenge ခေါ်တာပေါ့နော်ဟိုဘာလို့ဆိုညီမလေးစီကိုလည်းရောက်လာပြီဆိုတော့တကယ်ညီမလေးကဖန်ပလင်းကွဲအစ်စ်တင်နဲ့ကတာဟုတ်မဟုတ်ဆိုတာအခုတို့ဘလို့ယုံကြည်ပေးရမှာလဲအခုမယုံလို့လားမယုံတဲ့အတွက်ညီမလေးပွဲနေမှာကဖို့အတွက်ကိုအခုကဖန်ပလင်းတွေကိုကိုကိုတိုင်ဝယ်မယ်ဝယ်ပြီးရင်အခုတို့ကိုတိုင်မဲ့ခွဲမယ် ခွဲပြီးပြီးရင်ညီမလေးကအဲ့ပုံမှာကပြရမယ်ဆိုရင်ရောညီမလေးလက်ခံမလားရတယ်အဲ့ဆိုရင်အကိုရဲ့ challenge ကိုညီမလေးလက်ခံတယ်နော်။ရတယ်ဆက်ပါ။ Okay အဲ့ဆိုရင်အကို media queen ကို copy တစ်ခါရဲတော့ဝယ်မယ်နော်။ Okay ညီလေး like ခဲ့။ Okay ဒါအခုကျွန်တော်က မန္တလေးပလင်းဝင်းကိုရောက်ပြီပေါ့နော်ပလင်းဝင်းမှာဆိုရင်ဒါပြည့်ရှံပလင်းရောင်းဝယ်ရေးဆိုတဲ့ဆိုင်အဲ့ဆိုင်မှာကျွန်တော်ကပလင်းကိုအခုကဝယ်มาဖြစ်ပါတယ်နော်ကျွန်တော်ပလင်းခွန်လေးရောင်းပြပါအောင်နော်ဟုတ်ကဲ့ဟာအဲဒါဆိုရင်ကျွန်တော်ကအခုပလင်းဝင်းကပလင်းတွေကိုကျွန်တော်ဒါကိုယ်တိုင်ခွဲကြည့်มาဖြစ်ပါတယ်နော်โอเคအင်းอ่ะအစ်စ်ဆိုတာကိုဒါကျွန်တော်ကြိုးလဲဖြတ်ကြည့်လို့ရတယ် ေးကျွန်တော်ကဒါအခုပလင်းဝင်းမှာပလင်းတွေကိုကိုတိုင်လဲဝယ်ခဲ့ပြီးပြီကိုတိုင်လဲစိတ်ကြိုက်ခွဲပြီးတော့မှစမ်းသက်ခဲ့ပြီးပြီဖြစ်တဲ့အတွက်ဒါကျွန်တော်ဟလာပွဲနေကြလို့ရှိရင်ညီမလေးနဲ့ဒါကျွန်တော်တို့နေရာထိတ်တိုက်လာဒီပလင်းအစ်စ်တင်နဲ့ဒါကျွန်တော်တို့ကတွေးကြမှာဖြစ်ပါတယ်အဲ့တော့ဒါဟာလာအခုဆိုရင်တော့ကျွန်တော်ပလင်းတွေဝယ်ပြီးတော့ဒါကျွန်တော်ခဏပြန်တော့မှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် အတွက်ကိုပေါ့နော်ဒါညီမလေးတက်တက်ဟလာကောက်ဖို့အတွက်ကိုကျွန်တော်ပလင်းနေဖို့ဒါကျွန်တော်ကိုယ်တိုင်ဒါရိုက်ပြီးတော့မှခွဲပြပေးတာဖြစ်ပါတယ်ကျွန်တော်နဲ့ challenge ခေါ်ထားတဲ့ညီမလေးတက်တက်ကတကယ်ပဲဟလာစိတ်လှုပ်ရှားပွဲရတွေကျွန်တော်ကိုလှုပ်ပြမယ်လို့သူကပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့သူ့တဲ့ပို့ပြီးတော့တောင်မှပဲကျွန်တော်ရင်ခုန်နေတယ်လို့တောင်ဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့ ဒါဤတက်ကြီးရဲ့ရှေ့မှာပဲကျွန်တော်ကသူ့ကိုခေါ်ပြီးတော့มาဒါကျွန်တော်မေးကြည့်ရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်အခုညီမလေးတက်တဲ့ကိုခေါ်လိုက်มาဖြစ်ပါတယ်ညီမလေးတက်တဲ့ရေခဏလောက်ပါဟောညီမလေးအဲဒါကွာတော့ညီမလေးကိုဒါ challenge ခေါ်ထားတယ် challenge ခေါ်ထားတဲ့ပုံမှာဒါအခုအခုကကိုယ်တိုင်ကွာဒါတွေကိုဟလာအခုလက်အခုလဲကိုကိုယ်တိုင်ခွဲထားတယ်အခုကိုယ်တိုင်မဲဒါ inner eye ဒီပိုင်းကိုဖျဲကြည့်တယ်အဲ့ပုံမှာအခုခွဲလိုက်တဲ့အခါမှာလေး ဘာတွေ့ရလဲဆိုလို့ရှိရင်ဒီဖန်မလင်းကွဲလေးတွေတောင်မှအခုလက်ကိုလာပြီးတော့မှဟိုစူးတာတွေ့ရတယ်ကွာအဲ့တော့အခုတော်တော်လေးကိုဒါစိတ်လှုပ်ရှားတယ်ယင်လက်ခုံတယ်ဟိုညီမလေးတော့မသိဘူးပေါ့နော်အခုကတော့တော်တော်ကိုယင်ခုံနေပြီအဲ့တော့ဒီပေါ်မှာအခုဆိုရင်တော့ဒါဟိုပေါ့မလုံနိုင်လောက်ဘူးလို့ထင်တယ်အဲ့တော့အခုကတော့ဒါ challenge ခေါ်ထားတာဖြစ်တဲ့အတွက်ညီမလေးတို့လည်းစိတ်ပူတယ်ကွာသိလားအဲ့တော့ညီမလေးဒါရောဖြစ်နိုင်မှာမလားလုံနိုင်မှာမလား အဲလုံးနိုင်ပါမလားဆိုတော့တဲကဒီဟာကိုအဲဒီ7နှစ်လောက်ကပဲအသက်7နှစ်လောက်ကပဲအဲနောက်ဆုံးလုတ်ခဲ့ရပါတော့မလုတ်တာလည်း7နှစ်လောက်ရှိပြီဆိုတော့တဲအတွက်ကလည်းနည်းနည်းတော့ယဉ်ခုန်နေဒါပေမဲ့ကိုကြီးဘက်ကလည်း challenge ခေါ်ထားဖြစ်တဲ့အတွက်တဲရအောင်လို့ကြိုးစားတော့မှာပါဟုတ်ပါဆိုရင်အခုခဏနေစလိုက်ကြပါနော်ကဲ့ပါ ရရပြီဒီမှာလေရလားရလိုက်တော့ဘာလို့ဆိုတော့အကိုကြည်နေနဲ့အသက်ရှူနေရအကိုကရက်နေပြီတကယ်ကြာသိလားဘာလို့ဆိုတော့အရန်ကိုဒါစိတ်လှုပ်ရှားစရာကောင်းတယ်တော်တော်လေးဒါယုံကြည်သွားပြီအကိုလက်လက်လက်ခံသွားပါပြီလက်ခံယုံပဲပေါ့တကယ်ပါလက်ခံပါတယ်ဘာလို့ဆိုတော့တကယ်ကိုပဲဒါညီမလေးရအကိုရရှိမှာတကယ်ကိုလှုပ်ပြနိုင်ခဲ့တဲ့အတွက်ဒါအရန်လက်လေးစားတယ်အရန်လက်လေးစားပါတယ်နော်မလေးဟိုအခုကထားဆိုတော့ဒါညီမလေး6တောက်တီပါးတခုခုဖြစ်သွားလာအခုနည်းနည်းစိုးရင်လို့အခုပြလို့ရမလားညီမလေးဟုတ်ပါရဲ့ ဟိုစ challenge ခေါ်တော့ကတော့ဟိုဒီလောက်ကြီးတီထင်မထားခဲ့ဘူးပေါ့နော်အဲဒီမှာလေးအဲတက်လေးရန်ငယ်လေးရဲ့လုံလုံနိုင်လောက်ဘူးလို့ထင်လို့မလို့ကွာဒါ challenge ခေါ်လိုက်တာပေါ့ဒါအခုအမှန်တိုင်းဝင်ခံပေးတာပေါ့နော်အဲ့တော့အခုဒီမှာလေးကကြတော့တကယ်ကိုပဲအခုရဲ့ရှေ့မှာလက်တွေ့တာလုတ်ပြနိုင်ခဲ့တယ်ပေါ့နော်လုတ်ပြနိုင်ခဲ့တဲ့အတွက်ဒါအခုကတကယ်လေးစားတယ်ချီးကျူးနေပါရဲ့နော် ။နောင်တရနေမလား။နောင်တရနေပြီလားဆိုတော့နောင်တရတာအတွက်ကိုဒါကိုကပို့ပြီးတော့မှဝမ်းတာပြောရှင်မိတာပေါ့။ကျွန်တော်ကိုယ်တိုင်ကတော့အပြင်မှာလက်တွေ့အရန်ကိုယ်တိုင်ရင်ထဲမှာ click click နဲ့ပေါ့နော်ခံစားခဲ့ရတာဆိုတော့အခါကျတော့ပြည်တဲ့ကြီးကလည်းဘလို့ခံစားမလဲဆိုတာကိုဒါကျွန်တော်ကဟလာစောင့်မျှော်ကြည့်ရှုကြမှာသေးတယ်ဒီဗီဒီယိုလေးတက်လာလို့ရှိရင်လည်းအပိပုပြောချင်ပါတယ်အဲအခုလိုမျိုးပဲပေါ့နော်ဒီအကိုကိုလည်းအကိုလိုမျိုးပဲမယုံတဲ့သူတွေအများကြီးရှိရဲအဲဟောင်မှာဒီအကိုကဥဆောင်မျိုးလာပြီးတော့အဲ challenge လုပ်ပေးရတဲ့အတွက်လည်းဒီအကိုကိုလည်းကျေးဇူးတင်ပါတယ်နောက်နောက်လည်းရပါပါ